တောင်ကိုရီးယားရဲတပ်ဖွဲ့ဟာထိုင်းရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီးတောင်ကိုရီးယားပြည်သူတွေစီကနေငွေလိမ်ဒုက္ခပေးနေတဲ့နဂါးချပြန့်ကိုင်းကို ပတ်တရားအထိတွားရောက်ဖြိုခွင်းခဲ့ပြီလို့ထုတ်ပြန်သွားပါတယ်။စက်တင်ဘာလ22ရက်နေ့မှာဖမ်းဆီးခဲ့တဲ့ကြားဖြန့်ကိုင်းအုပ်စုဟာလောင်ကီးကုမ္ပဏီလို့ထူထောင်ထားပြီးလူပေါင်း900နီးပါးထဲကနေကိုရီးယားဝမ်21ဘီလီယံကိုလိမ်လည်ရယူခဲ့ကြပါတယ်။အမေရိကန်ဒေါ်လာ15တန်းသို့မဟုတ် ဘတ်488တန်းအထိပမာဏရှိတဲ့တီငွေတွေကိုရင်းနှီးမြုံနှံမှုချစ်ခင်ဟန်ဆောင်တာစတဲ့လိန်လယ်နီးအမျိုးမျိုးနဲ့ရယူခဲ့တာလို့တောင်ကိုရီးယားရဲတပ်ဖွဲ့ကဆိုပါတယ်။ဒါကြောင့်တောင်ကိုရီးယားအထူးရဲတပ်ဖွဲ့ဝင်တွေဟာပတ်တရားအထိ၃ချိန်တိုင်းကြိုတင်လာရောက်ပြီးတပ်သေးတွေစုဆောင်က ထိုင်းရဲတပ်ဖွဲ့နဲ့ပူးပေါင်းဖမ်းဆီးခဲ့တာပါ။ပြီးခဲ့တဲ့ဇွန်လကကနအူးစစ်စင်ရေးအနေနဲ့ တန်တရားတရားခံအယောက်20ဖမ်းဆီးတိုင်ခဲ့ပြီးအခုစက်တင်ဘာလ22ရက်နေ့မှာလဲနဂါးကြားပြန့်ခိုင်းဝင်25ရောက်ကိုထပ်မံဖမ်းဆီးခဲ့ပြီးခေါင်းဆောင်ဖြစ်သူဂျာယောင်းကိုလည်းဖမ်းမိခဲ့ပါတယ်။လက်ရှိမှာဖမ်းဆီးရမည့်သူတွေထဲက21ရောက်ကိုတောင်ကိုရီးယားကိုခေါ်ဆောင်စစ်ဆေးအရေးယူနေပြီးတော့ထိုင်းဒူးစရိုက်သမားတွေနဲ့တောင်ကိုရီးယားသားတွေပူးပေါင်းလှုပ်ဆောင်တဲ့ကြားပြန့်တွေလို့ဆိုပါတယ်။